စနေသားသမီးများတွေဒီ2025ခုနှစ်ကလက်ကျပ်နှစ်လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလတို့အတွက်ကိုဒါပေတွေဟောပြောပေးမှာပါ။အဲပြီးတဲ့အခါမှာတဲရော့ကတ်နဲ့လည်းပဲကကြမှာဖတ်ကြားပေးအောင်မှာပဲဖြစ်ပါတယ်။အဲတော့ပထမအောင်ဆုံးစပြီးတော့တွေ့လိုက်ရတာကတော့စနေသားသမီးများကဒီနှစ်လတာကာလတွင်းမှာကန်စာတာအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စီးစီးသာသာကြီးကိုပွင့်လန်းတိုးတက်နေပြီလို့တွေ့ရပါတယ်။စနေသားသမီးများတွေဟောပြောပေးရမှာလွန်သာမှ ဝမ်းသာပီနီဝမ်းသာပီတီပေါ့နော်ကျင့်တဲ့အားရမိပါတယ်ခင်ဗျာဒီနလာတာကာလာတွင်မှာစနေသားမီးတွေဟာအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလန်းကောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအစဉ်ပြေမှုတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်ခင်ဗျာ အလုံးနဲ့ပတ်သက်ပြီးတော့အလွန်ကိုကံကောင်းစေနိုင်တဲ့အချိန်ကာလပဲဖြစ်ပါတယ်။နောက်ဒီကာလမှာကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေနိုင်ပါလိမ့်မယ်။အိုးအိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲ အဆင်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာဒါအပြင်ဒီခုဒီနလတာကာလအတွင်းမှာငွေကြေးစည်းဝါးလက်လာပါတယ်ပွင့်လန်းထုတ်တက်လို့နေပါတယ်ပုံမှန်အလုပ်ပုံမှန်စည်းဝါးပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်တခြားကြီးကြီးမားမားငွေကြေးအဝင်လမ်းကြောင်းတွေလည်းပဲပွင့်လန်းလို့နေပါတယ်ထိပေါက်သလိုချဲပေါက်သလိုငွေတွေကြေးတွေအစုလိုက်ပုံလိုက်ဝင်လာတတ်ပါတယ်။နောက်အလှူဒန်းတွေကုစုကောင်းမှုတွေကိုလည်းပဲ ပြုလို့ဆောင်ရရတတ်ပါတယ်အဲ့လိုပြုလို့ဆောင်ရပေးခြင်းဟာလည်းပဲချက်ချင်းမြင်မြန်ကိုကိုပြန်ပြီးတော့ဒါအကျိုးပေးလာနိုင်တယ်လို့ဟောလို့ရပါတယ်ခင်ဗျာဒါပြင်ဒီကာလာတော်တွင်မှာ ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာစနေသားမိတွေအနေနဲ့အောင်မြင်တိုးတက်မှုတွေကိုရရှိပါလိမ့်မယ်။ဒါ့လိုပဲဆရာသမားလိုပုံကိုယ်တွေနဲ့အဆင်ပြေပါလိမ့်မယ်။မိကောင်းဆွေကောင်းတွေနဲ့လည်းပဲဆုံတွေ့ရတတ်ပါတယ်။ဘာသာရေးလို့ကိုလုံနေတဲ့သူတွေကလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကို ရရှိစေပါလိမ့်မယ်။အတိတူးညံတူးအတွေ့တူးအမြင်တူးတွေကိုရရှိစေလိမ့်မယ်လို့တွေးရပါတယ်။တချို့မြေကိစ္စလိုဟာမျိုးအမွေကိစ္စလိုဟာမျိုးဆောင်ရွက်နေတဲ့စနေသားမိများ ကလည်းပဲအောင်မြင်မှုတွေကိုစင်ပြေမှုတွေကိုရရှိ စေနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာဟုတ်ပြီကောင်းတဲ့အပိုင်းတွေမှာကောင်းတာရှိသလိုညံတတ်တဲ့အပိုင်းလေးတွေကိုလည်းပဲဆက်ပြီးတော့ပြောပြပေးအောင်ပါပဲဖြစ်ပါတယ်မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာစနေသားမင်းများအနေနဲ့ကျမ်းမာရေးပိုင်းလေးတွေမှာ ကယူဆိုင်ဖို့လိုပါတယ်။နေထိုင်မကောင်းဖြစ်တတ်တယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒါအညံလေးတွေပေါ့နော်။ဒီကာလာတွေတော်တွင်းတွေမှာကြုံရတတ်တယ်လို့တွေ့ရပါတယ်။နောက်အဲ့လိုပဲခยีသွာလာလှုပ်ရှားမှုလေးတွေနဲ့ပတ်သက်ပြီးတော့သိပ်ပြီးတော့အဆင်မပြေတာမျိုးလေးတွေ၊နောက်အထင်းငေါ်အခက်အခဲလေးတွေကြုံရတာမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ဒါပြင် ိုးနှုတ်ကပြောတဲ့ဆိုတဲ့ဇကားလေးတွေမှာအမားလေးတွေမရှိရလေအောင်သတိထားဖို့လိုပါတယ်ဇကားကြောင့်အမားမဖြစ်ပါစေနဲ့ဗျာရံလေးတွေရှိပါတယ်အတိုက်အခိုက်လေးတွေရှိပါတယ်ကိုယ့်ကိုမလိုမုန်းထားတဲ့သူလေးတွေပေါ်ပေါက်လို့လာနိုင်ပါတယ်ဒါအပြင်အမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေဖြည့်ရှင်းရမယ့်ကိစ္စမျိုးလေးတွေလည်းပဲကြုံရတတ်လွယ်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာလူမှုရေးပိုင်းနဲ့ပတ်သက်လို့ကတော့ကောင်းတဲ့သူတွေနဲ့လည်းတွေ့ရသလိုမကောင်းတဲ့သူတွေနဲ့လည်းပဲ တွေ့ရပါတယ်လူတွေကိုဒါဂယူတက်ဆိုင်နဲ့ပေါ့နော်ဒါရွေးချယ်ပေါင်းတင်တတ်ဖို့လိုနိုင်မယ်လို့လည်းပဲမှားကြချက်ပါတယ်ကဲစနေသားသမီးများတွေဘေးရင်ကိန်းငန်းအရာပေါ့နော်လိုအပ်တာလေးတွေကိုပြည်တော်ကအရင်ဆုံးဟောပေးတာပါဆက်လက်ပြီးတော့တဲရော့ကတ်နဲ့ဘလူးထူးထူးကြတာအဖြစ်ပြက်တွေကြုံတွေ့လာရနိုင်အောင်မလဲနောက်ဘလူးရေရာတွေကိုလှုပ်ဆောင်သင့်ပါတယ်လဲဆိုတာကို အကြံပြုလမ်းညွှန်ပေးပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမီးများကျင်တယ်ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီမီးများလို့ရပါတယ်ခင်ဗျာတဦးချင်းတယောက်ချင်းရဲ့ဂိမ်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီ host တန်းတွေကိုကျွန်တော်ပို့ပေးတယ်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကို အကြံပြုလမ်းညွှန်ပေးပါတယ်ခင်ဗျာညံပူဇော်ကတအူးကို2000ကျပ်ယူပါတယ်နောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုဒီနိုဝင်ဘာလ လာစားပိုင်းနေကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စီရင်ပေးပြီးတော့တွေ့ဆုံမေးမြန်းလို့ရပါတယ်ခဗျာနောက်တစ်ခုကတော့ကျွန်တော်နာမည်နဲ့ဗီဒီယိုအပိကကြီးလေးလုပ်ထားတာရှိပါတယ်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုဗီဒီယိုအပိကကြီးလေးထဲမှာတင်ပေးထားပါတယ်အဲ့တော့ ဒေးလီဟောတွေအပြင်တပတ်စာဟောစတန်တစ်လစာဟောစတန်တစ်နှစ်စာဟောစတန်တွေကိုလည်းပဲတနေရာထဲမှာတစုတည်းတစည်းတည်းကြည့်လို့ရအောင်စီစဉ်ဆောင်ရွက်ပေးထားပါတယ်ကျွန်တော်ကိုချစ်ခင်အားပေးတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ video application လေးကို download ဆက်ပြီးတော့ကြည့်ရှုထားတဲ့ပုံလေးကို screenshot လေးရိုက်ပြီးလို့ရှိရင်အဲ့ဒီပုံလေးနဲ့နောက်ပို့သိကျင်တဲ့ဘေးကွန်းအကြောင်းအရာတခုကိုဒီပို့အောက်က command ထဲမှာမှတ်ပြီးလို့ရှိရင်မေးလို့ရပါတယ်အဲကျွန်တော်အနေနဲ့ အင်္ဂါဝိဇ္ဇာလိုတေရကတ်တို့နဲ့ကြည့်ပြီးတော့ဒါမေးလာတဲ့အကြောင်းအရာကိုပြန်ပြီးတော့ဒါဖြစ်ပြီးဟောပေးမှာပဲဖြစ်ပါတယ်။အရင်ဆုံးလိုအပ်တာကတော့ BD application လေးပါ။အဲ BD application လေးကို download ဆွဲဖို့လိုပါတယ်။ဒါအရင်မှာကိုယ့်ရဲ့မွေးသက်ကိတ္တလေးတွေကိုရိုက်ပြီးတော့ဒါဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ပြီးတဲ့အခါမှာမိကွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ကဲတော့စနေသားသမီးများအတွက်ကျွန်တော်တေရကတ်လေးနဲ့ကံကြမ္မာဖတ်ကြားပေးပါပြီ။ စနေသားမင်းများအနေနဲ့ဒီ2025ခုနှစ်ကလက်ကျန်နှစ်လတာကာလတော်အတွင်းမှာကွဲကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့ရတာမျိုးတွေပြန်လည်ပြီးတော့အချိတ်ချက်ကအဆက်အသွယ်ကောင်းတွေရရှိတာမျိုးတွေကြုံရတတ်ပါတယ်။မရက်ချင်ပဲရက်ထားတဲ့အရာတွေမနာချင်ပဲနားထားတဲ့အရာတွေကိုပြန်ပြီးတော့အစပြုပြီးတော့လုပ်ဖြစ်တတ်ပါတယ်။နောက်မြုပ်နေတဲ့အရာတွေပေါ်လာတတ်ပါတယ်ခင်ဗျာ။ကျမ်းမာရေးပိုင်းမှာဆောရပြောသလိုခယူဆိုင်ပါ အနာဟောင်းယောဂဟောင်းတွေ ပြန်ပေါ်လာတတ်တယ်၊စေးယုံစေးကန်းတွေနဲ့ပတ်သက်ရတတ်တယ်လို့တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်တဲရောကက်ကနမိတ်ပုံကအကောင်းနှစ်ပိတ်ပါဒီကာလာတော်တွင်းမှာကိုယ့်ရဲ့ကန်စာတာတွေကကောင်းမွန်ပွင့်လန်းတိုးတက်လို့လာပြီလို့တွေ့ရပါတယ်။ရရအနေနဲ့ကတော့နေထိုင်မကောင်းဖြစ်နေတဲ့သူမကြမ်းမမဖြစ်နေတဲ့သူကိုကိုတက်နိုင်သလောက်စေဝါတက်စာလှူဒါန်းကူညီပေးပါခင်ဗျာ။ မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။သဘောကျနဲ့တက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင်။ Like Share လေးတွေနဲ့အားပေးကူညီခဲ့ပါအောင်ခင်ဗျာ။